ဗုဒ္ဓဒိုင်ယာရီတားချက် သမီးအရေးကြီးသည်ယနေ့ငါ၏အထံ၌ပတိနတိကောတလမင်းကြီးရောက်နေသည်တရားဒေသနာဟောပြပြောဆိုပြီးသောအခါမင်းမူရန်တူရောက်လာပြီးဘုရင်မင်းကြီးအားမန္လိကာမိဖုရားကြီး သမီးရတနာဖွားမြင့်ကြောင်းလျှောက်ထားတော်ဦးတင်လိုက်သည်မန္လိကာသည် ပတိနတိကောတလမင်းကြီး၏မိဖုရားဖြစ်သည် တမီးကညာမီရှူတန့်စင်ဖွားမြင်သည်ဟူသောတည်င်းကိုကြားလိုက်ရသည့်နှင်းတပြိုင်နက်ပသိနဒီကောသလမင်းကြီးသည်မျက်နှာပြက်သွားသည်ရှက်စိတ်ကြောင့်ဥကောင်းငုံသွားသည် သူစိတ်မချမ်းမသာဖြစ်နေပုံကိုတွေ့ရသည့်အခါငါကသူ့ကိုပြောပြရသည်မင်းကြီးတမီးကညာဖွားမြင်သည့်အတွက်ဘာကြောင့်ယခုလောက်စိတ်ပြက်ဝမ်းနည်းသွားရသနည်းချို့သောယောက်ျားများသည့်မိမများထက်မြင့်မြတ်ကြသကဲ့သို့ အချို့သောမိမများသည်လည်းယောက်ျားများထက်မြင့်မြတ်ကြပေသည်ယောက်ျားရောမိမပါနှစ်ဦးစလုံးပင်လိုအပ်ပေသည်အကယ်၍အိမ်တိုင်းအိမ်တိုင်း၌လူရီစံထားရှိသည့်အတိုင်းတားကိုကြည်မွေးနေကြမည်ဆိုလျှင်လူအဆက်တစ်ဆက်နှစ်ဆက်အတွင်မှလူတယောက်မျှကျန်တော့မည်မဟုတ်ပေလူသားအမျိုးဆက်ကိုထိန်းသိမ်းဆောင်ရှောက်ရန်အတွက်တားမွေးဖွားဖို့လိုအပ်ခြင်းထက် သမီးမွေးဖို့လိုအပ်ခြင်းကမယုတ်လျော့ပေ သမီးမွေးဖို့လိုအပ်ခြင်းကတောင်ပိုသေးသည်။သမီးကိုမွေးမြူဆောင်ရှောက်ခြင်းကတားကိုမွေးမြူဆောင်ရှောက်ခြင်းထက်ပိုပြီးကမ္ဘာလောကကိုအကျိုးပြုရာရောက်ပေသည်။ရှင်တို့အကျိုးပြုခွင့်ရသည်ဖြစ်၍တင့်မင်းကြီးသည်စိတ်ပြည့်ခြင်း၊ဝမ်းနည်းခြင်း၊ရှက်ခြင်းမဖြစ်သင့်ပေ။